ဲဒါတော့ကျွန်တော်တို့ဒီနေ့12ရက်နေ့ပေါ့နော်12ရက်နေ့မနေ့အတွက်ဖြစ်ပါတယ်12ရက်နေ့မနေ့ပိုင်းအတွက်ဖြစ်တယ်အဲ့တော့ကျွန်တော်တို့ခုတောင်းဆိုနေတာကအာဗီဒီယိုကြည့်ရင်ပေါ့နော်ကျွန်တော် VPN လေး VPN လေးဖွင့်ပြီးတော့ကြည့်ပြကြပါနော် VPN လေးဖွင့်ပြီးတော့ဖွင့်ပြီးတော့ကြည့်ပြကြပါနော်တောင်းဆိုနေတယ်ဖွင့်ပြီးတော့ကြည့်ရအောင် အဲ့ဒါလေးတစ်ချက်ပေါ့နော်ပြပြန်လေးဖွင့်ပြီးတော့ကြည့်ပေးကြပါโอเคถ้าสรุปสอดได้จ้ะ လိုက်ကြအောင်ဆိုတော့ဒီနားမှာကျွန်တော်တို့မနေ့ကဟိုလုံးပိုင်ဆိုင်ယူရတာအရင်စနော်မနေ့ကလုံးပိုင်ဆိုင်ယူတာကျွန်တော်တို့ဒီမှာရှင်းကားရှင်းကားသုံးနော်ရှင်းကားသုံးယူရှင်းကားသုံးယူလို့တော့6 6ခံရတယ်နော်အဲ6ခံဒီဘွဲမှာစပီးတယ် ခါဒီ၄တုံညာတိယူ၅ဘိုင်နော်အ၅ဘိုင်ရကျွန်တော် sorry အဲ့ဒါက၅ဘိုင်ရနော်၅ဘိုင်ရရဲ့အာ၅ဘိုင်ရရဲ့အဲ့၅ဘိုင်ရဒီဘက်မှာပြေးတခါဒီ6ခွန်တုံညာဘောနော်6ခွန်တုံညာပေါင်းရင်3 3ဆိုတော့ဒီဘွဲမှာကျွန်တော်3ဘိုင်ပြေးရနော်3ဘိုင်ပြေးရ 653ပေါ့နော်653ရတယ်ဒီဘက်မှာရေးလိုက်6 653ပေါ့နော်အဲ့တော့ဒီဘက်မှာ653ဆိုပြီးအလုပ်ပေးတာအလုပ်ပေးတာဒါဆိုဒီနေ့အတွက်ဆိုရင်ကျွန်တော်တို့ငါးငါးပေါ့နော်ငါးငါးပေါင်းလို့30စင်းနေရ6နဲ့ဆိုတော့6ပိုင်းပဲရတယ်เนาะဆိုဒီနေ့တော့ကဒီမှာဒီဘွဲတော့က6ပိုင်းပေါ့เนาะ 6ဘိုင်ရတယ်6ဘိုင်တော့ရှိတယ်เนาะ6ဘိုင်ရှိရယ်ဟုတ်ပြီအဲ့နောက်တစ်ခုထပ်ကြည့်နောက်တစ်ခုကကြတော့ဒီနှင်းငါဘောနော်ဒီနှင်းငါဒီနှင်းငါခုံး ခွန်ရနော်တော်ဒီဘက်မှာကျတော့ခွန်ခွန်နှစ်လို့ရေးလိုက်တော့ခွန်နှစ်ရေးလိုက်ခွန်နှစ်ရေးလိုက်ပြီးတော့သူကဒီသုံးလုံးပေါင်းတော့သူနှစ်ဖြစ်ဒီမှာနှစ်လို့ရေးလိုက်နော်တော်တော်ဒီနှစ်ပေါ့နော်တခါဒီများတဲ့ဒီနှလုံးပေါင်းတော့3နော်3ဆိုကြော်ဒီဘက်မှာ38လို့ရေးလိုက် ဟုတ်ရှင်းဆိုတော့လေသူကဒီသုံးလုံးပေါင်းလားရှေ့ရ6ရ4ရပေါင်းတော့ပါရ300ရနော်3ဒီ3ပေါ့ဗျာတော့အဲ့တော့ဒီခါဒီမှာမြားလေးနဲ့ကျွန်တော်ကဒီမှာ3ခုပေါင်းတော့30နော်30ဆိုတော့395ဆိုပြီးဒီကမှာရေးလိုက်395ရေးလိုက်တော့ဒီမှာကျော်ဒီခွင်းနဲ့465ဆိုပြီးတော့ တော်ဒီမှာ900ရယ်နော်900တော့ဒီ9ပေါ့ဗျာတော့အဲ့9ဖြစ်သွားအဲ့နောက်တစ်ခုကကျော်ဒီမှာ၄ပေါင်းတော့9နော်9ဆိုတော့ကျော်ဒီမှာ94ဆိုပြီးရေးလိုက်94ရေးလိုက်ဆိုတော့ဒီမှာကဒီကွင်းเนี่ย698ဆိုပြီးတော့9ဖြစ်သွားနော်698ဆိုပြီး9ဖြစ်သွားတယ် ဒါဆိုတော့ဒီကိုပေါ့နော်။သူအဲ့လိုနှလုံးပေးနေတာ၄ပင်ရှိပြီ။၄ပင်ကို၅ပင်ဆက်ထိုက်ဆက်ပေးမယ်ဆိုရင်ဒီမှာ၆သုံး။ပေါင်ရင်ကိုနော်။ဆိုတော့၉လေးဆိုပြီးတော့မှရေးရ။၉လေးရေးတဲ့အခါကျတော့ဒီကွင်းနဲ့ဒီမှာ၅ရှစ်ဆိုတာရှိတယ်။၅ရှစ်ဆိုတော့သူက၄ပင်ချင်းတော့တစ်ထရ။၄ပင်ချင်းတစ်ထရ။၉ပင်ချင်း၆ထရ။အဲ့တော့တစ်၆ထိပ်ပေါ့နော်။ တချောင်းလေးဟောပေါက်လာပြီနော်98တင်ပေါင်းရင်4ဖြစ်မယ်96ပေါင်းရင်9ဖြစ်မယ်တော့ဒါဆိုတော့ဒီ6ထိပ်နော်ဒီ6ထိပ်ဒီ6ထိပ်ရဲ့ခုနတော့6ပါနော်ဒီကဒီ6ထိပ်နောက်တစ်ခုကကြတော့ကျွန်တော်တိတိထိပ်ပေါ့နော်တိထိပ်တိထိပ်က လို့ပေးတယ်ဗောနော်တိတ်ထိတ်ပေးပုံပေးနေကာကျော်ဒီလာလေးနဲ့ဒီ9ရေ3ရေ1ရေပေါင်းရင်ကျွန်တော်ဒီမှာ9လို့ရေးတယ်ဗောနော်9 3 1ပေါင်းရင်9တခါ3ရေ4ရေ3ရေပေါင်းရင်ဒီမှာကျွန်တော်4လို့ရေးထားတယ်တခါ9 6ရေ6ရေပေါင်းရင်6 6ပေါင်းလို့2 2နဲ့ ခေါင်းလဲပေါင်းတော့ကိုကိုလေးကိုပေါ့နော်ဒီကိုလေးကိုဟာကိုလေးကိုပါဝါကကျွန်တော်ဘယ်လိုမျိုးဒီမှာရှိုင်းနေတယ်လဲဆိုတာဒီအစိမ့်လေးနဲ့ပြပေါ့နော်အစိမ့်လေးမြန်ဒီကိုငါတော့ဒီကိုဖြစ်လို့မလို့ဒီမှာလေးနဲ့ငါနဲ့ပေါင်းရင်နှလုံးနဲ့ပေါင်းရင်ဟာသူကကိုဖြစ်တယ်နော် sorry ကိုဖြစ်တယ်နော်ကိုဖြစ်တယ် ီမှာများတဲ့အဒီဟန်နဲ့ပေါ့နော်လေးနဲ့ငါးနဲ့နှလုံးနဲ့ပေါင်တာကူဖြစ်တယ်နော်နောက်တစ်ခုကကျတော့ဒီမှာ6နဲ့7နဲ့ပေါင်ရင်ရော4ဖြစ်သွားတယ်နော်9 4ဒါဆိုဒီမှာ9မယ်ဆိုရင်9မယ်ဆိုရင်ကျွန်တော်တို့ကဒီမှာရှိ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 တဲ့အခါကျတော့9မယ်ဆိုရင်ကျွန်တော်ဒီမှာတစ်ထဲနော်တိထဲမှာလာရင်ကိုလေးကိုဖြစ်မယ်ဒါဆိုတော့ကျွန်တော်တိထဲ ရရပါတော့တဘောပေါက်လာတယ်နော်ဒီက9 3တပေါက်တော့9ကိုဒီဘက်မှာ4 5ပေါက်တော့9ဒီဘက်မှာ3 4 3ပေါက်တော့4ကို6 6ပေါက်ရင်4ဒီမှာ9 6 6ပေါက်ရင်9ကိုဒီမှာ8 1ပေါက်ရင်9ဖြစ်ရပါတော့နော်ဒါဆိုတော့ဒီကျွန်တော်ထိတ်ရတယ်ပေါ့နော်ဒီထိတ်ရတယ်ခဲ့ဟုတ်ပြီထိတ်ကဒီနဲ့6နဲ့နှလုံးနေကြီးပဲနော်ဒီ6ထိပ်ရှိရဲ6ပိုင်းရှိရဲ7ထိပ်ရှိရဲเนาะအဲ့ဒါရှိရဲပေါ့ကဲဟုတ်ပြီတော့ကျွန်တော်နောက်ထပ် ဒိတ်တခုထပ်ပြအဲ့တော့နောက်တဲ့ဒိတ်တခုကကြတော့ဘယ်လိုမျိုးလဲဆိုရင်ဒီမှာကျွန်တော်တို့ဒီမှာလေးလေးပေါင်းရင်သူက၈ဖြစ်တာเนาะအဲ့ဒီ၈ကတဲ့အဲ့ဒီ၈ကကျွန်တော်ဒီမှာစိမ့်တဲ့အနေနဲ့ပဲပြဒီ၈ဖြစ်မယ်ဟော ဘာလေးလေးပေါင်းခြင်းပေါ့နော်လေးလေးပေါင်းခြင်းရှစ်ခါရှစ်ဒီကရတော့ဒီမှာဒီမှာနှစ်ပေါ့နော်ရှစ်နှစ်တစ်စက်တည်းပဲရေးလိုက်တော့နော်သုံးရှစ်နှစ်သုံးပေါ့နော်ရှစ်နှစ်သုံးကဒီမှာကျွန်တော်ရေးလိုက်မယ်ရှစ်နှစ်သုံးလို့ပြရေးထားတယ်နော်ရှစ်နှစ်သုံးရေးထားလိုက်မယ်ပြီးတော့ဒီကောင်လည်းအစိမ့်လေးနဲ့ပေါ့နော် ဲ့လိုရှင်းတဲ့တော့ဖြစ်လို့မလို့ဒီမှာ3ရေနော်ဒီက5ရေ6ဖြစ်တယ်နော်6ဖြစ်တယ်ဒီမှာ6ဖြစ်တယ်တခါဒီမှာကျွန်တော်တို့4ရေဒီက6ရေပေါင်းတော့နှစ်ဖြစ်တယ်နော်ရှင်းနှစ်ဖြစ်တယ်ဒါဆိုရင်ဒီမှာ3ဖြစ်မယ်ဆိုရင်6ရေဒီက9ရေပေါင်းမှသာလေကျွန်တော်တို့3ဖြစ်မယ်ရှင်းနှစ်3ရှင်းနှစ်3လို့တော့ဒါဆိုတော့ဒီမှာ9ထိပ်ဆိုရရတယ်နော် ော်လေးတော့ရတော့ပေါလာမနေနော်တော့ပေါလာဆိုတော့ကျွန်တော်ဒီမှာဒီလေးလေးပေါင်းချင်း၈ကို၃ပေါင်းချင်း၈နဲ့ပြန်ဖြည့်တယ်ဒီ၆၆ပေါင်းချင်း၂ကို၄၈ပေါင်းချင်း၂နဲ့ပြန်ဖြည့်တယ်ဒီ၅၈ပေါင်းချင်း၃ကို၆ခုပေါင်းချင်း၃နဲ့ပြန်ဖြည့်တာဒါပဲပေါ့နော်အဲ့ဒါနဲ့ကျွန်တော်တို့ဒီမှာကွန်ထိတ်ရတယ်ပေါ့နော်ကွန်ထိတ်ရတယ်ကွန်ထိတ်ရတယ်ကဲဟုတ်ပြီဒါဆိုနောက်ပိတ်လိုင်းကိုသွားလိုက်ကြမယ်နောက်ပိတ်လိုင်းမှာက တို့ဒီနားမှာအဲစီနီယာလေးတွေဖြစ်နေတာရှိတယ်ဗောနော်စီနီယာဖြစ်နေရတယ်မလို့မျိုးလဲဆိုရင်ဒီ၄6နေ9နေပေါင်းလား၄6 9ပေါင်းရင်က၆၅ပေါင်းရင်9เนาะ9 9ဒီမှာတခါဒီ6 9เนี่ย3เนี่ยပေါင်းပါ6 9 3ပေါင်းရင်4 ဆောင်းကသုံးပေါင်းညလေးနော်လေးငါးလေးဒါဆိုရင်ဒီမှာသုံးပါလားသုံးရင်တော့ငါးရှိရေကျွန်တော်တို့ဒီကသုံးညရေထည့်ရင်တော့ကျွန်တော်တို့သုံးဖြစ်မယ်နော်သုံးညရေထည့်ရင်တော့သုံးဖြစ်မယ်ဒါဆိုငါးလေးသုံးစီနီယာပေါ့နော်အဲ့ဒါအနည်းငယ်စီနီယာတခုဖြစ်နေတာရှိတယ်နောက်တစ်ခုကကြတော့ဒီမှာတို့ပိတ်အနေနဲ့ပေါ့နော်ပိတ်အနေနဲ့ဗာ ဘာတွေ့လဲဆိုရင်ပိန်တွင်เนี่ยကျွန်တော်ဒီနားမှာဒီတုံညာ6နှစ်တုံညာ6နှစ်ဒီကျွန်တော်ဘာရလဲဆိုရင်ရှေ့ရတယ်เนาะတုံညာ6နှစ်ကရှေ့ဆိုပြီးရရအဲ့ရှေ့ဖြစ်လို့မလို့ဒီမှာမြားတယ်သွားတယ်ဘယ်လိုဖြစ်လဲဆိုရင်ဒီလိုမြားနေရှေ့မှာ၅၃တုံညာဆိုပြီးတော့ နော်9300ဆိုရှင်းမယ်နော်ဒီရှင်းဖြစ်သွားပြီနော်ဒီရှင်းဖြစ်သွားပြီနော်တခါကျွန်တော်တို့ဒီမှာအနီနဲ့သွားမယ်အနီနဲ့ကတော့မြင်းနဲ့သွားမယ်ဒီမှာ863ပေါ့နော်863 86ပေါ့တော့၄၄နဲ့3နဲ့ပေါင်းတော့ခွန်ဒီမှာခွန်လို့ရေးထားတယ်ခွန်လို့ရေးထားပြီးတော့မြားတယ်ကျွန်တော်သွားမယ်မြားနဲ့အဝါနဲ့သွားမယ်မြားနဲ့အဝါနဲ့ဒီမှာကြည့်လိုက်ခွန်3ပေါင်းတော့30 ခုံသုံးခုံပေါင်းတော့ခုံပဲเนาะဒီခုံပဲဒီခုံပေးတယ်เนาะတခါကျွန်တော်တို့ဒီမှာဒီအနေနဲ့ကျွန်တော်၄၅ပေါင်းတော့ကို၉နဲ့၃နဲ့ပေါင်းတော့၂ဆိုဒီမှာ၂လို့ရေးထားလိုက်เนาะ၂လို့ရေးထားအဲ့တော့မြားတဲ့အဝါနဲ့နှစ်ဖြစ်လာပေါ့နှစ်ဖြစ်တယ်ပေါ့နော်ဖြစ်ပါလေဒီမှာ3 5 4ဆိုပြီးတော့နှစ်ဖြစ်တယ်เนาะရှင်းရမလားရှင်းတယ်เนาะ3 5 4နှစ်ဖြစ်တယ် တခါဒီမှာကျွန်တော်တို့6ထုံညာ၄ပေါင်းညင်ဒီမှာ၃ညလို့ရေးထားတယ်ဆိုအများဝါနဲ့၃ညဖြစ်ရမယ်ဘောနော်၃ညဖြစ်ရမယ်အဲ၃ညဒီမှာဆိုရင်၁6၃ဆိုပြီးတော့၃ညဖြစ်တယ်ညာနော်၁6၃ဆိုပြီးတော့၃ညလာဖြစ်တယ်ဒါဆိုရင်ကျွန်တော်တို့ဒီမှာဒီဘွဲကဒါဒီကျွန်တော်တို့သုံးမယ်ဆိုင်မဟုတ်တော့နော်သူကအဲ့လိုမျိုးဆိုပြီးမြင်တော့တောက်လျှောက် 9နှစ်လောက်ထိပေးတဲ့သဘောရှိတယ်ပေးရတယ်ဘောနော်ပေးရတယ်ဆိုတော့ကျွန်တော်ကျွန်တော်တို့ကဒါကိုဆက်ယူမယ်ဆက်ယူမယ်ဆိုတော့ဒီဦးနာတော့ senior နဲ့ဟို၃ညနဲ့လည်းတော့တူနေတာဟုတ်တော့ဒီမှာ9ခုပေါင်းတော့2 2နဲ့6နဲ့ပေါင်းတော့8เนาะ8ဆိုတော့ဒီမှာကျွန်တော်8လို့ရေးထားလိုက်8လို့ရေးထားလိုက်များတယ်ကျွန်တော်8ဖြစ်ရမယ်8ဖြစ်ရမယ်ဆိုရင်ဘယ်လို8ဖြစ်မလဲဆို၃ည8ရှိတယ်ဗျ8ဖြစ်ရမယ်ဆိုဒီမှာ၃ညထဲမှာသာလင်း ရှိဖြစ်တော့ဒါဆိုရှိရစီနီယာထိန်စီနီယာနောက်ပိတ်နေအခုဒီလုံးပိုင်နောက်ပိတ်နေဆိုရင်ကျွန်တော်တို့ကရှစ်ကအော်တုံညကတော့နှစ်ချက်ဖြစ်သွားတယ်เนาะတုံညအပိတ်နှစ်ချက်ဖြစ်သွားတယ်လာလဲလာတယ်ပေါ့နော်အခုဒီဘက်ကကြားတယ်ဒီဘက်ကဒီဘက်ကကိုင်းနေကြအဲ့ဒါလာတယ်ပေါ့နော်ဒီရှစ်ခုရှစ်ခုနှစ်တုံညရှစ်ဒီလိုကြားတာလာတယ်ပေါ့နော်အဲ့တော့လာလဲလာတယ် သုံးညာဘိတ်ကတော့ထိုးတင်နေเนาะသုံးညာဘိတ်ထိုးတင်နေနောက်အဘိတ်တစ်ခုရှိအောင်လည်းကျွန်တော်ကြာပြရမယ်เนาะအဲ့တော့ဒီမှာကနောက်ဘိတ်တစ်ခုရှိတယ်အဲ့တော့အကောင်ကဘယ်လိုမျိုးလဲဆိုရင်ဒီဒါပါတော့ဒီရောက်လက်ဒီညဒီနားမှာဒီသုံးညာသုံးပေါ့เนาะသုံးညာသုံးကိုဆိုတော့ကျွန်တော်သုံးရမယ် တော့တို့ဘလိုမျိုးဖြစ်လဲဆိုရင်ဒီမှာရှစ်ခုံ၃နဲ့ရှစ်၃ခုံနဲ့တို့ကရှစ်ဖြစ်တာရှစ်ဖြစ်တယ်ဗောနော်၃ကိုရှစ်ဖြစ်တယ်ပါဝါဗောနော်ပါဝါတခါဒီမှာခွန်တခွန်တရှစ်ကိုခွန်တရှစ်ကိုတို့ဘာဖြစ်မလဲတို့က လေးလေးငားတယ်၃ဖြစ်တာနော်၃ဖြစ်တာဒါဆို၃ကိုရှေ့ရှေ့ကို၃နော်ပါဝါတွေလောက်လာတယ်ဒါဆိုရင်ဒီမှာကျွန်တော်တို့အင်းဒီမှာငားပေါ့နော်ငား၃ညကိုယူပါမှာငား၃ညကိုယူတော့ငားငားရမယ်နော်ငားဆိုပြီးရအဲငားကိုသူဘလို့ဖြစ်မလဲငားကိုသူကဒီမှာကျတော့ဒဲဖြစ်တာ6 6 3ဆိုပြီးတော့ ငါးတည်းဖြစ်တာเนาะငါးတည်းဖြစ်တာအပေါ်တော့ကပါဝါဖြစ်တယ်เนาะဒီမှာပါဝါပါဝါဒီမှာကျွန်တော်ထဲဖြစ်သွားเนาะထဲဖြစ်သွားဒါဆိုရင်ကျွန်တော်တို့ဒီမှာ36 36ဘောင်းတော့9ဆိုရရเนาะ9ဆိုရရအဲ့9ကိုသူထဲဖြစ်မှာလာပါဝါပါဝါထဲထဲပေါ့เนาะအဲ့လိုမျိုးပဲတွောင်းအောင်လမ်းကြောင်းထဲဖြစ်မယ်ဆိုရင်9 8 ေါင်ရင်3ရှေ့9တဲ့ဖြစ်မယ်ဆိုရင်6ပိတ်ထဲမှာသာလင်သူဒီ9တဲ့ဖြစ်နော်9တဲ့ဖြစ်မယ်ဆိုတော့ဘာဝဘာဝတဲ့တဲ့အရာကျွန်တော်6 6ပိတ်ရှိမယ်နော်6ပိတ်ရှိမယ်တကယ်လို့9ဘာဝ4ဆိုရင်တော့လွယ်ပါတယ်10ပိတ်ပေါ့နော်9ဘာဝ4ဆိုရင်တော့10ပိတ်ဒါပေမဲ့တဲ့ပဲကြာမယ်ဆိုရင်တော့6ပိတ်ပေါ့နော်6နဲ့10နဲ့ရတော့ထိတ်မှလည်းတွေ့ရင်အပိတ် ပိတ်မှလည်းလာတွေ့တော့နော်66လို့ပါလို့တစ်တစ်တို့ကတော့ထွက်တော့လာအပူတွေလည်းထိုးရင်လည်းထိုးလို့ရနော်ပူတွေထိုးမယ်ဆိုထိုးလို့ရတကယ်နောက်နောက်ထပ်ပိတ်တစ်လုံးထပ်ကြည့်ကြပိတ်တစ်လုံးကတော့သူကဒီ73ဟာဒီအဲ့ဒါကို65တက်တယ်ဒါက448အဲ့ဒါက53ဖြစ်တယ်က66က2အဲ့ဒါဟုတ်84နှစ်ပဲဗောနော်84နှစ်ပဲဒါဆိုရင်ဒီမှာ4အပိတ် ရှေ့ရဒီမှာရှေ့ရတော့နှလုံးပေါင်းခြင်းတစ်ကိုဒီမှာဒီ6 5ဆိုတက်တာเนาะအဲ့လိုမြင်4နဲ့4နဲ့ပေါင်းခြင်းရှေ့ကိုဒီမှာ9လုံးဆိုပြီးရှစ်တာเนาะဒါက6နဲ့6နဲ့ပေါင်းခြင်းနှစ်ကိုဒီမှာရှစ်4ဆိုပြီးနှစ်တာเนาะအဲ့ဒါအဲ့ဒီနည်းကျွန်တော်တို့4ပိတ်ရှိရเนาะ4ပိတ်လေးပဲရှိရဲ့ကဲဟုတ်ပြီလားလို့ခဏတွဲမယ်နော်ခဏတွဲမယ်ဆိုရင်ကျွန်တော်တို့က ထိတ်စီရတိလုံးပိုင်းရစာပြောလုံးပိုင်း6ထိတ်စီရတိထိတ်စီရ6เนาะပြီးတော့ကျတော့ခွန်ထိတ်ခွန်ထိတ်ဘိတ်မှာကျတော့ကျော်3ညဘိတ်6ဘိတ်เนาะဒီဘိတ်ပါထိတ်လို့ရဒီဘိတ်4ဘိတ်ဒါလေးပဲကနန်းတွဲမှာနန်းတွဲမယ်ဆိုရင်60เนาะအကြောင်းတစ်မျိုးပြောင်းတွဲဘောဝထိတ်ဒီဘိတ်ဒီနေရောနေမှာ နေနဲ့တော့60ပြီးတော့66ပြီးရင်68 64ပြီးကကြတော့ဒီနဲ့မှတ်တယ်လို့30ဒီ6ဒီဒီဒီလေးပြီးတော့ကျောင်းနဲ့ပတ်တယ်လို့အချောင်းကတွဲပြီးသားနော်ကျောက်ကတည်းကခွန်မဲ့ကြတော့ခွန်90ခွန်6 ကိုချောက်လေးပြင်းပြင်းတွေ့ရနော်ပြင်းပြင်းပါတယ်ကိုချောက်ခွန်တိခွန်လေးခွန်လေးခေတာပါပဲကိုနော်တော့ထေကြီးငင်းနဲ့ချောက်တိခွန်ထေရှိရဲ့ပိတ်နေရ36တိလေးပိတ်ရှိရဲ့ဆိုတော့အပိတ်ထဲမှာလှတာကသုံးရအပိတ်ကိုတော့သဘောကျတယ်နော်သုံးရပိတ်သဘောကျပါတယ် တုံညာပိန်တော့ညာတုံညာပိန်သဘောကြတော့ကျွန်တော်တုံညာပိန်နဲ့ပတ်သက်တဲ့ဟာလေးပို့တင်ပြီးတော့ထုတ်မယ်ပေါ့နော်90 60နော်60 90 10တုံညာပိန်ပတ်သက်တာကိုပို့တင်ထုတ်မယ်ပေါ့ကျန်တာကတော့ဒီမှာဆိုရင်ကျွန်တော်တို့66တို့အဲ့လိုပြန်ထိုးလို့ရတယ်နော်နောက်ပြီးကြတော့66တို့96ပြန်ကြရတော့နော်96ပြန်ကြရလို့ထိုးလို့ရတယ် ါ6ဆင်းလဲပြန်ကြရပဲနော်တစ်ပတ်တွင်းပြန်ကြပေါ့ကဲအားလုံးလည်းဒီမှာ60 10 80 86အဲ့ဒါအဲ့လေးဝဲပေါ့နော်အဲ့လေးဝဲကိုအာမိန်ထိုးလိုက်ပါနော်မိန်ထိုးရပါပေါ့မိန်ထိုးပြီးတော့ဂျန်တဲ့ဟာလေးကိုဂျန်လိုက်ပါကဲအားလုံးလည်းခံကောင်းကြပါစေအပိတ်အနေနဲ့အပိတ်ဆွဲရင်လည်းဆိုရင်တော့ကျွန်တော်ဟောတော့တုံညာအပိတ်ကိုပို့ရတော့ကြတယ်နော်တုံညာအပိတ် တညာနောက်ပိတ်ကိုတညာပိတ် CD ပို့တော့ကြရတယ်နော်တညာပိတ် CD ပို့တော့ကြရတယ်ဒီအားလုံးလည်းကံကောင်းကြပါစေ